ဝတုတပ္ပမင်္ဂလံပရကန္တုတပ္ပဒေဝတံတပ္ပဗုဒ္ဓ ानु ဘာဝေနတဒာတုခိဘွန်တုတိတပ္ပဓမ္မာ ानु ဘာဝေနတဒာတုခိဘွန်တုတိတပ္ပသံဃာ ानु ဘာဝေနတရာတုခိဘွန်တုတိ တပ္ပမင်္ဂလံအလုံးစုံသော လောကီလောကုတ္တရာစိတ္တိမင်္ဂလာအပေါင်းတည်တေတုံမာကံစွန္ဒယကာဥချစ်ဖေစွန္ဒယကာမဒေါခင်မေလမိသားစုနှင့်တကားကြွရောက်လာကြတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အား ဘဝတူနေစဉ်နေစဉ်ညစဉ်ညစဉ်ဖြစ်ပါစေတည်းရက္ခန္တုတပ္ပဒေဝတာတပ္ပဒေဝတာအလုံးစုံသောနတ်ကောင်းနတ်မြနတ်ပေါင်းတို့သည်တေတုမာကံစွန္ဒယကစွန္ဒယိကမမိသားစုနှင့်တကားကြွရောက်လာကြတဲ့တရားနာပိသပေါင်းသူတော်ကောင်းတို့ဟာ ရခန္တုနေစဉ်နေစဉ်ညစဉ်ညစဉ်အမြဲတမ်းဆောင်လျှောက်ကြပါစေကုန်တည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနခင်္ကာဝါလူသဲစုမကပွင့်တော်မူကြသောဖရာရှင်တို့၏တကိုရှင်သောအ ानु ဘောတော်ကြောင့်၎င်းတဗ္ဗဓမ္မ ानु ဘာဝေနမြတ်စွာဘုရားရှင် ဟောကြားတော်မူသောတရားတော်တို့၏ တကောရှင်သောအာနုဘောတော်ကြောင့်၎င်းတပ္ပတံဃာနုဘာဝေနမြတ်စွာဘုရား၏တပိသာတံဃာတော်တို့၏တကောရှင်သောအာနုဘောတော်ကြောင့်၎င်းတဒါနေယောညင်ပါဘေခာမဆေအခခတိဒုက္ခီကိုဤချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုစိတ်တပြာကြမ္မာခြင်းချမ်းသာခြင်းရှိကြကုန်သည် ဟွန်တုဟွန်တုဖြစ်ကြပါစေကုန်တည်းဒီနေ့ဘုရားဘာသာသူတော်စင်တို့ရဲ့ပါဇက်ဖြားမှာပြောပြနေကြတဲ့ကုတုရတယ်ကုတုရတယ်ဆိုတဲ့စကားလုံးလေး ကုသိုလ်ရဖို့ရဘလို့အင်္ဂါရက်တည်နေလူအပ်တလေဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်ကတာမှုခီဘာဝတုတ်တံမှာဒေနာဘိကဝေတာမှုခီဘာဝတတော်ကုလဘုတော်ဘဟုံပုံညာပတဝတိဘိကဝေချစ်သားယဟန်တို့တဲ့ဒေနံသုံးပါးကုန်သောတရားတို့ဤတာမှုခီဘာဝထင်ရှားရှိခြင်းကြောင့် ဒါတော့တရာတရားနှင့်ပြည့်စုံသောကုလပုတ်တော့အမျိုးကောင်းသားသည်ဘဟုံများစွာသောပုံညာကုသိုလ်ကောင်းမှုသည်ပတဝတိတူပွား၏ကုသိုလ်ရဖို့တရား၃ပါးလိုအပ်တယ်တဲ့တရား၃ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ရတယ်လို့အဓိပ္ပာယ်ရတယ်ကုသိုလ်ရဖို့တရား၃ပါးကဘာတွေလဲဆိုတော့နံပါတ်၁ တတ္တာတရားရှိရမေတဲ့နံပါတ်1ပစ္စည်းဥစ္စာရှိရမေနံပါတ်2ဒက္ခိနေယလို့ခေါ်တဲ့အလူကံပုဂ္ဂိုလ်ရှိရမေအဲ့ဒီ၃ပါးနဲ့ပြည့်စုံလို့ရှိရင်ကုသိုလ်ရတယ်တဲ့ကုသိုလ်ဖြစ်တယ်တဲ့အဲ့ဒီ၃မျိုးထဲမှာနံပါတ်1တတ္တာတရား တတတရားရှိရမယ်ဆိုတော့အဲ့ဒီတတတရားရှိဖို့ရာကဘာတွေနဲ့ပြည့်စုံရမှာတော့ဘလို့အင်္ဂါရက်တည်နဲ့ပြည့်စုံမှတရားတရားရှိတဲ့လူလို့ပြောလို့ရတာလဲဆိုတော့တရားတရားရှိတဲ့ပုဂ္ဂိုလ်ကသီလဝန္ဒနာဒတနာကာမသီလရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးတွေ့ခြင်းတာတဲ့ တိလရှိတဲ့ပုံကိုယ်တွေကိုဖူးတွေ့ခြင်းပြီဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်ရဲ့တန်တာမှာတရားတရားရှိလို့ရှိတယ်လို့ပြောလို့ရပြီတဲ့ဒါနံပါတ်1အချက်နံပါတ်2တတ္တမှာတောတုကာမှာတဲ့မြတ်စွာဘုရားရှင်ဟောထားတဲ့တရားတော်တွေကိုနာကြားခြင်းတယ်တရားနာခြင်းတာပေါ့တိလရှိတဲ့ပုံကိုယ်တွေကိုဖူးတွေ့ခြင်းနဲ့တရားနာခြင်းတယ် နပတုဝိကဒမလမစ္စီရေနအဂါရံဣဇာဝတတိတဲ့အင်ယာတီထောင်လူပေါင်းမှနေပြီးတော့မစ္စီရာစိတ်ဝန်တိုစိတ်မရှိဘူးတဲ့အချက်၃ချက်ပေါ့အဲ့ဒီအချက်၃ချက်နဲ့ပြည်စုံတဲ့ပုပ်ကိုကိုတရာတရားရှိတဲ့သူလို့ပြောလို့ရတယ်တဲ့ ဲ့တော့ကုသိုလ်ရဖို့ရာကနံပါတ်1သရာတရားရှိရမယ်အဲ့တော့သရာတရားရှိရမယ်သရာတရားနဲ့ရှိတဲ့သူဆိုတာဘယ်လိုလူလဲလို့ဆိုလို့ရှိရဲစောစောကအင်္ဂါ၃ချက်ပြောပြီးသွားပြီအဲ့တော့နံပါတ်1ပစ္စည်းဥစ္စာရှိရမယ်ကုသိုလ်ပြုတယ်ဆိုတာပစ္စည်းဥစ္စာရှိမှပြုလို့ရတာသရာတရားရှိမှပြုလို့ရတာနှစ်ချက်ရှိသွားပြီနံပါတ်2ဒက္ခိဏီယအလူကံပုဂ္ဂိုလ်ရှိရမယ်တဲ့ ကိုယ်ကတရားတရားရှိတယ်ပစ္စည်းဥစ္စာလည်းရှိတယ်အလူကပုဂ္ဂိုလ်မရှိဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုမဖြစ်နိုင်ဘူးတဲ့အဲ့ဒီသုံးချက်နဲ့ပြည့်စုံမှဘူဟုံပုံညာပတဝတိတဲ့ကုသိုလ်တွေတူပွားတယ်လို့မြတ်စွာဘုရားရှင်ကဟောထားတာအဲ့ဒီသုံးချက်ထဲမှာစဉ်းစားကြည့်လိုက်တရားတရားရဲ့ပစ္စည်းဥစ္စာရဲ့အလူကံပုဂ္ဂိုလ်ရဲ့အဲ့ဒီသုံးမျိုးထဲမှာဘာကပိုအရေးကြီးလဲဆိုတော့ တရာတရားကအရေးကြီးတယ်တဲ့ပစ္စည်းဥစ္စာရဲ့အလူကံပုဂ္ဂိုလ်ရဲ့ကတရာတရားနဲ့စာလို့ရှိရင်အရေးမကြီးဘူးလို့ပြောလို့ရတာပေါ့ဒါကြောင့်တရာတရားသည်အတွင်တရားပေါ့ပစ္စည်းဥစ္စာရဲ့အလူကံပုဂ္ဂိုလ်ရဲ့ကပြင်ပတရားဟောအတွင်တရားနဲ့အပြင်တရားခွဲခြားကြည့်လိုက်တယ်တရာတရားကဘလောက်ထိအရေးကြီးသလဲဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ဖျားရှင်လက်ထက်ကတရာတရားအရေးကြီးတာနဲ့ပတ်သက်ပြီးတော့တဏီတော့အချိန်မှာစွမ်းတကာတူကဒီလိုမနဲ့စောစောမှာစွန်းစားလာပင့်တာဘုန်းတော်ကြီးမတော်မူတော်မြတ်စွာဘုရား ነ ဖြံတပီးတော်အိမ်ဖျားမှုရှိတဲ့တန်ဃာတော်တွေစွမ်းဖုံးပြီးကြွတော်မူပါဘုရားလို့လာပင့်လာပင့်ပြီးပြန်သွား ነ ဖြံစွန်းကပ်ဖို့အိမ်မှာ ချက်ပြုံနေတာဗောပြင်းစင်းနေပြီလေနှစ်ပြန်ဆွန့်ကပ်ရတော့မှာနေလေကြတော့တဃာတယောက်ကလာပင့်မြန်တယ်ဘုန်းတော်ကြီးမတော်မူတော်မြတ်စွာဘုရားနှစ်ပြန်တပည့်တော်ရဲ့အေးဘုရားမှုရှိတဲ့တန်ဃာတော်တွေခုနှစ်ရက်တိတိစွန့်ဖုံပေးကြွတော်မူပါဘုရားလို့လာပင့်ပထမတဃာကစွန့်ကပ်မှာတည့်ရသေးပဲကပ်မှာဒုတိယတဃာကခုနှစ်ရက်တိတိစွန့်ကပ် သာသနာတော်မှာအဲ့ဒီလိုဆွမ်းတကာနှစ်ဦးကျုံးလာပြီဆိုလို့ရှိရင်ပထမတကာပဲဦးစားပေးရတာချမ်းသာစင်ရမြွေပထမတကာပဲချိမြောက်ရမှာပေါ့သို့တော်ဖះရှင်ကဒုတိယတကာကိုချိမြောက်ချင်းနေတာဘာကြောင့်ချိမြောက်ချင်းနေတာလဲဆိုတော့ဒုတိယတကာကသာနာတော်မှာအရေးကြီးတဲ့တကာဖြစ်နေတာရှင်သီဝိလိရဖခင်ဖြစ်နေတာအဲ့ဒါကိုချိမြောက်ချင်တာချိမြောက်ချင်တော့ ဘုရားရှင်ကအရှင်မောက္ကလံကိုမေးရှိတယ်ချစ်တမောက္ကလံပထမဆွန်းတကာကတင်နဲ့ရင်းနှီးတယ်တဲ့ဒါကြောင့်ပထမဆွန်းတကာကိုတွားပြီးတော့မိန့်ကြားလိုက်ပါတဲ့ရှိရမြောက်နေကြမှာပဲဆွန်းကပ်ပါဒုတိယဆွန်းတကာကခုနှစ်ရည်တည်းဆွန်းကပ်ပါလေအဲ့ဒါကြောင့်ရှိရမြောက်နေကြမှာဆွန်းကပ်ဖို့တွားပြီးအမိန့်ရှိပါဘုရားရှင်ကအရှင်မောက္ကလံကိုအဲ့ဒီလိုအမိန့်ရှိလိုက်တယ်ဘုရားရှင်ရဲ့အမိန့်နဲ့ ရှင်မောက္ကလံကအိမ်ကြွသွားတာဒကာကြီးရဲ့အိမ်ကြွသွားရှင်မောက္ကလံကြွလာတယ်ဆိုတော့ဒကာကြီးကနေရာထိုင်ခင်းနေခင်းပြီးရှင်ဘုရားဘာရှိလို့ရှိလို့တုံဖေရနောက်ဖေးမှာသူကမိဖို့ကြောင့်မှာစီမံချက်ပြုတ်နေပြီလေတပြန်ဆွန့်ကပ်ဖို့ရအဲ့တော့ဒကာကြီးပြောရမှာတော့အာနာတယ်ဘုရားရှင်ကလွတ်လပ်လို့ကြွလာတာမမဖေရဘုရားမှုရှိတဲ့တန်ဃာတော်တွေတပည့်တော်က နဲ့ဖျံစွန့်ကပ်မှာဖေရဟုတ်တယ်တကကြီးတကကြီးရာပြောရမှာတော့အာနာပါရဲ့ရှင်ရဲ့မြောက်နေကြမှာစွန့်ကပ်ပေးပါတကကြီးအရှိဖေရတပိတော့နဲ့ဖျံစွန့်ကပ်မှာဖေရအခုစီမံချက်ပြုံနေပြီဟုတ်ပါတယ်တကကြီးဒါပေမဲ့လို့သာသနာတော်မှာအရေးကြီးတဲ့တကကြီးကိုနဲ့ပြန်စိမြောက်ချိမြောက်ချင်လို့ပါဒါကြောင့်တကကြီးကရှေ့ရမြောက်နေကြမှာပဲစွန့်ကပ်ပေးပါ အဲ့ဒီလိုဘုရားရှင်ကအမိန့်ရှိလိုက်တာတကားကြီးအရှင်မောက္ကလံကပြန်ပြီးတော့မိန့်ကြားတာဗောအရှင်ဘုရားဘုရားရှင်ကမိန့်ကြားတယ်ဆိုတော့တပြီးတော့တီးခံရမှာဗောဒါပြီးမယ်လို့ရှင်ဘုရားမြင်တဲ့အတိုင်းပဲတပြီးတော့အိမ်မှာလဲချက်ပြုတ်နေပြီဘုရားတက်ပြန်ဆွတ်ကတ်မှာဆိုတော့ချက်ပြုတ်နေပြီခုပါတယ်တကားကြီးမြင်ပါတယ်အဲဒါပြီးမယ်လို့ဘုရားဘုရားရှင်က မင်းရတယ်ဆိုတော့တပြည့်တော့ရွှေ့ပေးရမှာပေါ့ဖေရရက်ရွှေ့ပေးရမှာပေါ့ဒါပေမဲ့လွယ်လွယ်လေးတော့မရွှေ့ဘူးဖေရအရှင်ဖေရအာမခံချက်တော့ပေးရမယ်အရှင်ဖေရနံပါတ်1စွန့်ကတ်တယ်ဆိုတာလွယ်တာမဟုတ်ဘူးဖေရတရားတရားရှိမှစွန့်ကတ်လို့ရတာတပြည့်တော့ရအသက်ရှိမှစွန့်ကတ်လို့ရတာပစ္စည်းဥစ္စာရှိမှစွန့်ကတ်လို့ရတာတပည့်တော်ကလက်ပြန်သင်ရင်သေးသွားနိုင်တယ် ဒါလည်းမှန်တာပဲလေအဲ့တော့ဒီပြည့်တော်ရဲ့အသက်နဲ့ပြန်တပက်ကရှင်ရဲ့မြောက်နေမှာမတည်ရအောင်ရှင်ပြအာမခံပေးရမယ်အသက်ကိုအာမခံချက်တောင်းတာအရှင်မောက်ကံကလည်းတကူကြီးတယ်လေတခါကြီးရှင်ရဲ့မြောက်နေမှာတခါကြီးရဲ့အသက်မတည်စရာဘူးအာမခံပေးပါကောင်းပါပြီရှင်ပြဒီပြည့်တော်ရဲ့အသက်ကရှင်ရဲ့မြောက်နေမှာမတည်ဘူးဟုတ်ပါပြီ ြည်စည်းဥစ္စာဆိုတာလဲရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေတာဖေယပြည်စည်းဥစ္စာရန်သူမျိုး၅ပါးရအဖြစ်စည်းမခံရအောင်အရှင်ဖေယအာမခံပေးရမယ်ဒုတိယအာမခံချက်ထပ်တောင်းတာရှင်မောကလန်ကတကူနဲ့ကြည့်လိုက်တယ်တကားကြီးရဲ့ပစ္စည်းဥစ္စာတွေရှည်ရမြောက်နေမှာမီးမလောင်စေရဘူး။ရည်မမျောစေရဘူး။ညာသူမျိုး၅ပါးမဖြစ်စည်းစေရဘူး။ဖြစ်စည်းမခန့်ရဘူး။စိတ်ချအမခံပေးတယ်။ကောင်းပါပြီ။ ဒီပြီးတော့ရဲ့အသက်ရှင်ဘုရားအာမခံပေးတယ်ဒီပြီးတော့ရဲ့စီးပွားဥစ္စာတွေရှင်ဘုရားအာမခံပေးတယ်အသက်ရှိပေမယ်လို့စီးပွားဥစ္စာရှိပေမယ်လို့အရှင်ဘုရားတရားတရားမရှိရင်ဆွန့်ကပ်လို့မရဘူးဒါကြောင့်ဒီပြီးတော့ရဲ့တရားတရားကိုလည်းအာမခံပေးရမယ်တကားကြီး တဂါကြီးရဲ့အသက်မတရားအောင်အမခံပေးလို့ရတယ်တဂါကြီးရဲ့စီဝါဥစ္စာတွေရှိရမြောက်နေမှာရန်သူမျိုး၅ပါးကအဖြစ်စီးမခံရအောင်အမခံပေးလို့ရတယ်ကံကံရဲ့အကျုပ်ကိုယုံကြည်တယ်ယရနာသုံးပါးကိုယုံကြည်တယ်အဲ့ဒီတရားတရားကတော့တဂါကြီးအမခံပေးလို့မရဘူးကာယကံရှင်ဖြစ်တဲ့တဂါကြီးကိုယ်တိုင် မွေးမြူရမယ်တရားဖြစ်တယ်တဲ့အရှင်မောကလာတော့အာမခံလို့ကိုမရဘူးเนาะတရားတရားကကာယကရှင်ကိုယ်တိုင်မွေးမြူရတဲ့တရားတဲ့တိလဝန္ဒနာဒသနာကမတတ္တမသောတုကမဝိကတမလမစ္စေရိနာစေတတာအဂါရံဣဇာဝတ္တိဆိုတဲ့တရားတရားရှိတဲ့သူလို့ပြောလို့ရတာတိလရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးမြင်ခြင်းနဲ့ တရားနာခြင်းနဲ့လှူခြင်းတန်းခြင်းနေအဲ့ဒီပုဂ္ဂိုလ်ကတရားတရားရှိတဲ့သူတဲ့အဲ့ဒီတရားတရားကရှင်မောကလန်လည်းအာမခံလို့မရဘူးတဲ့ဒါကြောင့်ကုသိုလ်ရတယ်ကုသိုလ်ရတယ်လို့ပြောနေကြတယ်ဒါမှကုသိုလ်ရဖို့ရကနံပါတ်1တရားတရားရှိရမယ်နံပါတ်2ပစ္စည်းဥစ္စာရှိရမယ်နံပါတ်3 ဒက္ခိနယတံဃာလို့ခေါ်တဲ့အလူကံပုဂ္ဂိုလ်ရှိရမယ်။အဲ့ဒီ၃ပါးနဲ့ပြည့်စုံလို့ရှိရင်ကုသိုလ်တွေရတယ်လို့ဘုဟုံပုံညာပတဝတိမြတ်စွာဘုရားရှင်ကဟောထားတာ။ဒီနေ့အင်္ဂါ၃ချက်နဲ့ပြည့်စုံလို့သံဃာပွေကြီး အောင်မြင်ပြီးမြောက်တယ်။ဒါကြောင့်ဒီတရာတရားလေးကအလူရှင်ဖြစ်တဲ့စွမ်းတရားကဥချစ်ပေနဲ့အလူရှင်ဖြစ်တဲ့ဒေါခင်မီလက်တို့ရဲ့နှလုံးသားထဲမှာကိန်းနေလို့ဒီနေ့သံဃာပွေကြီး ပြည့်စုံတာအောင်မြင်တာပြည့်မြောက်တာဒီတရားတရားလေးကအမြဲတမ်းထိမ့်သိမ်းထားရမယ်တရားလေးဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့တဏ္ဍာမှာတရားတရားလေးကိုအမြဲတမ်းထိမ့်သိမ်းပြီးတော့ကုသိုလ်ရတဲ့တရားတွေကိုနေ့စဉ်နေ့တိုင်းကြိုးစားအထုတ်နိုင်ကြတဲ့သူတော်ကောင်းသူမြတ်လောင်းတွေဖြစ်ကြပါစေကုန်တည်း ကဲရေစချရအောင်နော်အလုံးလိုက်ဆိုကြမယ်